တော်ဝင်သည့်အချောတဲ့ဆေယုံကဆနာပြနေတဲ့အလုတ်သမားတွေရဲ့တောင်းဆိုချက်တချို့ကိုလိုက်ရောဖို့ခုံသမားရိယုံကဆုံးဖြတ်လိုက်တယ်လို့သိရပါဗျ။အပြည့်အစုံကို RFA သတင်းတောင်းကိုထွန်းမြင့်ကအခုလိုသတင်းပေးပို့ထားပါရဲ့ရှင်။ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ဝတ္တရာဆက်မှုဆောင်မှာရှိတဲ့တော်ဝင်သည့်အချောတဲ့ဆေယုံကလုတ်သမား200ကျော်ဟာ16ရက်တိုင်းတိုင်းဆန္ဒပြတောင်းဆိုထားတဲ့အချက်တွေကိုလို့ရှင်ဘက်ကနေသဘောတူဆောင်ရွက်ပေးဖို့ခုံသမားရိယုံကနေယခုလ9ရက်နေ့မှာ ဂျားဝင်ဆုံးဖြတ်ချက်ချမှတ်ပေးလိုက်တဲ့အတွက်မြန်ကုန်းမြို့နယ်တိုင်းအလို့သမားရုံးရှိမှနေရညပါအစံငက်ခံဆန္ဒပြခဲ့ကြတဲ့လူသမားတွေဟာဒီဆုံးဖြတ်ချက်ကိုသဘောတူခဲ့တာကြောင့်လူသမားတပိတ်ပိတ်သိမ်းဘဲအနေနဲ့သတင်းစာရှင်းလင်းပွဲတရက်ကိုပြုလုပ်ခဲ့ပါတယ်။လူသားကတော့ခိုင်းသမျှလုပ်ရပါပဲ။ဒါအလို့တစ်ခုကိုကောင်းစွာကျွမ်းကျင်တက်မြောက်ထားတဲ့အလို့သမားတွေသိခါကြားစရာဖြစ်ပါလား။လူသမားတွေဘက်ကဆန္ဒပြတောင်းဆိုတဲ့အချက်တွေထဲမှာ ဆက်ယုံအလုတ်သမားတွေကိုအလုတ်ရှင်ဘက်ကလူမှုဖုံလုံရေးကတပတ်အတွင်းထုတ်ပေးဖို့အလုတ်သမားတွေကိုအတိမပေးပဲစီကံချက်တွေကိုမထုတ်ပြန်ဖို့အလုတ်သမားတွေကိုအတိမပေးပဲတခြားဆက်ယုံခွဲတွေကိုမပို့ဖို့အလုတ်ရှင်နဲ့အလုတ်သမားသဘောတူညီချက်စာချုပ်ကိုစုပ်စုဖို့စတဲ့အချက်တွေပါဝင်ပါတယ်ဒီဆန္ဒပြပွဲကိုအော်တိုဘာလ25ရက်နေ့မှာစလို့တော်ဝင်တိဆိုးတဲ့ဆက်ယုံရှိမှာ နှစ်ပတ်ကြာမေယုံညပါစတင်ခဲ့တာဖြစ်ပြီးလူသမားတွေအနေနဲ့သူတို့တောင်းဆိုချက်တွေကိုလို့ကျင်ဘက်ကလေရောပဲမှုမရှိတာကြောင့်နဝမ်ဘာလ9ရက်နေ့မှာမြန်ကုန်းမြို့နယ်မှာရှိတဲ့အလုသမားရုံးရှိကိုရောင်းရှိဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ဘဝကနိုင်ငံကြီးဖြစ်သောကြောင့်မိမိတို့၏တပိတ်တိုက်ပွဲနှင့်အစာငတ်ခံတောင်းဆိုမှုများကိုအောင်မြင်စွာရုပ်သိမ်းကြောင်းကြေညာ